ရုရှားနိုင်ငံရဲ့ရုရှားချင်းချုပ်သားရယူကရိန်းပိုင်ခရိုင်းမီးယားကျွန်းဆက်ကိုဆက်သွယ်ထားတဲ့တရားကြီးကိုယူကရိန်းကဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ရုရှားယူကရိန်းစစ်ပွဲမတိုင်ခင်2014ခုနှစ်ကတည်းကရုရှားတပ်တွေဟာခရိုင်းမီးယားကိုဝင်ရောက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး2018မှာတော့အဲ့ဒီကျွန်းဆက်ကိုရုရှားကနေတိုက်ရိုက်ဆက်သွယ်တဲ့ကော့စ်တရားကြီးကိုရုရှားသမ္မတဗလာဒီမာပူတင်ကိုယ်တိုင်ကကြီးမှုပြီးဖွင့်လှစ်ခဲ့တာပါ။ကော့စ်တရားကြီးဟာပူတင်အင်မတန်ဂုဏ်ယူတဲ့တံမိုးထားတဲ့အခြေခံအဆောက်အအုံကြီးတစ်ခုဖြစ်ပြီး စစ်ပွဲကာလမှာတော့ယူကရိန်းရဲ့ဆက်ကွင်းနဲ့ကြောက်ရောက်ခဲ့ပါတယ်။ဂျော်လာ၃ရက်တိုက်ခိုက်မှုကတော့ဇာရဲ့အောက်ခြေပင်မထောက်တိုင်တစ်ခုကိုပြတ်မှတ်ထားခဲ့တာဖြစ်ပြီးအဲ့ဒီတိုင်နာမှာဆင်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတွေကပြင်းပြင်းထန်ထန်ထားပေါက်ခဲ့တာကိုလုံခြုံရေးကင်မရာမှတ်တမ်းဗီဒီယိုတွေမှာတွေ့ခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ဇာရဲ့အောက်ခြေတိုင်မှာကြီးကြီးမားမားထိခိုက်ပျက်စီးသွားခဲ့တယ်လို့ယူကရိန်းထောက်လှမ်းရေးဌာန SPU ကပြောပါတယ်။ဒါဟာတပတ်အတွင်း SPU ကရုရှားအတွက်တိုက်ခါကြစေလောက်မဲ့ဒုတိယမြောက်လှုပ်ဝှက်စစ်ဆင်ရေးတစ်ခုကို အအောင်မြင်မြင်အကောင့်ထဲပေါ်ပြခဲ့ခြင်းလည်းဖြစ်လာပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကောင်က SBU ဟာရုရှားနိုင်ငံနဲ့လှုပ်ဝက်စွာကြိုတင်ပေးပို့ထားခဲ့တဲ့ truck ကားတွေကနေ Hawkeye drone တွေကိုရုတ်တရက်ပြန်တက်စေခဲ့ပြီးရုရှား Leader scan တွေကိုတက်ခတ်ခဲ့ကရုရှားစစ်တပ်အကြီးအကျယ်အငိုင်းမိခဲ့ပါတယ်။အဲ့ဒီစစ်ဆင်ရေးအတွက်ရုရှားရဲ့ nuclear လက်နက်တွေတက်ဆင်ပြီးတာဝေးပြန်တန်းနိုင်တဲ့မဟာဗျူဟာဘုံကျဲလေယာဉ်ကြီးတွေရဲ့စုစုပေါင်း3ဘုံတဘောလောက်ကိုဖျက်ဆီးပြစ်နိုင်ခဲ့တယ်လို့ Ukraine သမ္မတ Volodymyr Zelensky ကကြေညာခဲ့ပါတယ်။ ကော့စ်ရာဂျီတိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်လို့ရုရှားကတော့ရှင်းရှင်းလင်းလင်းမှတ်ချက်မပေးသေးပါဘူးဆက်နမိုင်ရှေလျားတဲ့အဲ့ဒီရာဂျီဟာ2022နဲ့2023ခုနှစ်တွေတုန်းကလည်းယူကရိန်းရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုကြုံတွေ့ခဲ့ရပါသေးတယ်အဲ့ဒီဖြစ်စဉ်တွေနောက်ပိုင်းဒါရောမှရုရှားတပ်တွေဖြန့်ကျက်ပြီးလုံခြုံရေးတင်းကျပ်ထားတဲ့အချိန်အခုလိုဖောက်ကွဲမှုမျိုးနဲ့ထပ်ပြီးကြုံတွေ့ခဲ့ရတာပါဒါရောအခြေတိုင်းနာရေအောက်မှာပောက်ကွဲမှုဖြစ်ခဲ့တဲ့နောက်ရုရှားကဒါရာကြီးကိုနိုင်ပိုင်းလောက်ယာယီပိတ်ခဲ့ပြီး အဲ့ဒီနောက်မှာပြန်ဖွဲ့ပေးထားတယ်လို့သိရပါတယ်။တခြားပြစ်စံအနေနဲ့ရုရှားဟာပြီးခဲ့တဲ့သတင်းပတ်ကောင်ကပြည်တွင်းမှာရထားလန်ကိုဂုံဒရာနှစ်ခုဖောက်ခွဲခံရမှုဟာယူကရိန်းရဲ့အကြမ်းဖက်လုပ်ရလို့ဆွဆဲပြီးစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေပါတယ်။အဲ့ဒီဂုံဒရာတွေပောက်ကွဲမှုဖြစ်ပြီးကြိုးကြခဲ့ရတာကလူခဏဦးတေဆုံးခဲ့ပြီးကလေးတွေအပါအဝင်133ဦးတရားရရှိခဲ့တယ်လို့ရုရှားမီဒီယာတွေကဖော်ပြထားပါတယ်။ဂျွန်လ3ရက်နေ့မှာတော့ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ဆူမီမြို့ကို ရုရှားကဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တာကြောင့်လေဦးတေဆုံးပြီး25ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဇလန်စကီကအဲ့ဒီတိုက်ခိုက်မှုကိုရှုတ်ချခဲ့ပြီးရုရှားဟာစစ်ပွဲကိုအမှန်တကယ်ရပ်တန့်ဖို့စံနှုန်းမရှိဘူးဆိုတာပေါ်လင်စေခဲ့ကြောင်းဆွတ်ဆွဲဝေဖန်သွားပါတယ်ရှင်။